ဘလော့တွေမှာမြန်မာလိုမပြောတော့ဘဲအင်္ဂလိပ်လိုပြောကာတင်ဆက်နေပြီဖြစ်တဲ့ Anonymous အားလုံးပဲမင်္ဂလာပါ။ဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်။ Social Media ကိုကြက်ပြန့်စွာအသုံးပြုလာတဲ့နောက်ပိုင်းမှာတော့အနုပညာရှင်တွေကအားလက်တဲ့အချိန်မှာ blogger တယောက်လိုဗီဒီယိုတွေတင်ဆက်ကပရိသတ်တွေနဲ့ထိတွေ့နေကြတာပါ။ အနုပညာလှူရှာမှုနဲ့ပါတဲ့အနုပညာရှင်တွေက vlog တိုလေးတွေရိုက်ပြီး social media မှာတင်ကောင်း breadth တင်နဲ့ထိတွေ့နေကြရတာပေါ့တချင်းတစ်ပုတ်ထဲနဲ့အောင်မြင်ကအနုပညာလှူရှာမှုနဲ့ပါတဲ့ anonymous ကလည်း blog video လေးတွေနဲ့တောင် breadth တင်နဲ့ဆက်သွယ်မပြအောင်စူးစမ်းနေတာဖြစ်ပါတယ် anonymous ကထားလိုက်ပါတချင်းနဲ့အောင်မြင်ကစတော့ရှိုးပွဲတွေဆိုလဲတောက်လျှောက်ဖြောပြရသလုံး ဈာတော့ဆိုင်တွေမှာလည်းဖြောပြေးရပါတယ်နောက်ပိုင်းမှာတော့ငှားတဲ့သူလည်းတိတ်မရှိသလုံးသူကိုယ်တိုင်ကလည်းဈာမကြီးမကောင်းတာကြောင့်အနားယူနေတာပါဈာမကြီးမကောင်းတာကြောင့်အနားယူနေချိန်မှာ anonymous ကတချင်းဆိုပြတဲ့ဗီဒီယိုလေးတွေကိုတင်လေးရှိသလုံး TikTok ဆော့ပြတာမျိုးလည်းလုပ်လေးရှိပါတယ်တခါတလေကြောင့်ရင်လည်းအပြင်သွားတဲ့အချိန်မှာဘယ်ရောက်နေကြောင်းဘာလုပ်နေကြောင်းကိုဗီဒီယိုလေးနဲ့ရိုက်ပြတတ်တာပါအရင်တုန်းကတော့ anonymous ကမြန်မာလူသားပြောဆိုတာပေါ့ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ anonymous ကဆင်းမြင့်သွားပြီဖြစ်ပါတယ် အနုပညာရှင်တွေတော်တော်များများကအင်္ဂလိပ်လိုညှက်ကားစကားပြောဆိုတော့ကိုအားချလာကြအောင်သူကိုယ်တိုင်ကလည်းအင်္ဂလိပ်စကားပြောကာဗီဒီယိုလေးတွေရိုက်ပြလာခဲ့ပါတယ် Anonymous ကပြီးခရက်ရမှာရှူတင်တစ်ခုရှိခဲ့တာပါရှူတင်ရိုက်နေကြောင်းကိုဗီဒီယိုလေးတစ်ခုနဲ့ Breather တွေကိုအသိပေးလာခဲ့ပါတယ် Good morning I am shooting ဆိုပြီးတင်ပြလာခဲ့တာပါတောက်ပြ Anonymous ကရှူတင်အဖွဲသားတွေကိုလည်းမိတ်ဆက်ပေးချင်ခဲ့ပါတယ်ဒါကြောင့်မို့သူတို့အားလုံးကအစိုးအဖွဲနဲ့ရောက်လာကြတာဆိုပြီးပြောဖို့အတွက်စူးစမ်းခဲ့တာပါဒါပေမဲ့ Anonymous ကအားလုံးကိုရည်ညွှန်းဖို့အတွက်အိုင်လို့သုံးရမလားဝီလို့သုံးရမလားဆိုတာဝေခွဲမရဖြစ်နေခဲ့ပါတယ် ဒါကြောင့်မို့ဘလို့သုံးရမလဲဆိုတော့ကိုမသိတဲ့အတွက်အဖွဲတွေကလူတွေကိုမင်းမြန်နေခဲ့တာပေါ့အဖွဲတွေကလူတွေကတင်းလို့သုံးရမယ်ပြောမှ anonymous က team ဆိုပြီးသုံးနေခဲ့တာပေါ့နောက်ထပ်ထပ်ပြောရမယ်စကားတွေကိုမသိတော့တာကြောင့် anonymous က like follow ပေးပါဆိုပြီးတောင်းဆိုခဲ့ပါတယ် thank you ဆိုပြီးလဲဗီဒီယိုလေးကိုရိုက်လိုက်တာပေါ့ anonymous ကအင်္ဂလိပ်လိုစ조사ကပြောနေပြီမယ်ကျွမ်းကျင်တဲ့အဆင့်ကိုတော့မရောက်သေးပါဘူး anonymous ဟာထပ်တန်းကြောင့်လဲပြီးအောင်မတက်ခဲ့ရပဲစောင့်ဝင်နေရေးအတွက်ရုန်းကန်ခဲ့ရပါတယ် မိဘကိုလှုပ်ကြွေးဖို့လိုတာကြောင့်မို့ဆောင်းရုံအလုပ်လုပ်နေခဲ့ရတာပါအစိုးရတရားနေနဲ့အတိမတ်ပြုခံလာရမှတောင်းဇာဝင်းနေရေးကခြောက်လဲလာခဲ့ရပါတယ်ဒါကြောင့်မို့ပညာရတချို့ကိုသင်ယူကအင်္ဂလိပ်စကားပြောတောင်းလဲလေ့ကျင့်နေခဲ့တာပါ အခုဆိုရင်အင်္ဂလိပ်လိုပြောတတ်လာစဖြစ်လာပြီးမို့ဝမ်းသာလို့နေတာဖြစ်ပါတယ် ပရိသတ်တွေကတော့ Anonymous ရဲ့ English Gate ကတော်လေးကိုညံ့တယ်လို့မှတ်ချက်တွေပေးနေကြတာပေါ့သူအနေနဲ့ကလည်းတတ်တလောက်ပြောနေရတာဖြစ်တယ်လို့ကဲရစ်ခံရမှာကိုတိတိယံ့နေပြောနေရတာဖြစ်ပါတယ်အခုလိုရဝင်းစွာမပြောဘဲကြောက်နေမယ်ဆိုရင်လည်း English စကားပြောတတ်ဖို့ကခင်းရင်သွားနိုင်တာပေါ့ဒါကြောင့်မို့ Anonymous ကဝေဖန်မှုတွေကိုဂရုမစိုက်ဖဲအင်္ဂလိပ်လိုပြောတတ်အောင်လေ့ကျင့်နေတာဖြစ်ပါတယ်ဘလော့ရီမှာမြန်မာလိုမပြောတော့ဘဲအင်္ဂလိပ်လိုပြောတာတင်ဆက်နေပြီဖြစ်တဲ့ Anonymous ပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင် အင်္ဂလိပ်စကားကိုကြံ့ကြံ့ချင်းချင်းပြောတောင်းလေ့ကျင့်နေပြီးဖြစ်တဲ့ anonymous နဲ့ပတ်သက်ပြီး office ကလေးတွေခမမပြောခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ